မင်္ဂလာပါခင်ဗျာ ကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Adobe Illustrator နဲ့ A4 လေးချိုးဖိတ်စာပြုလုပ်တဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်သင်ပြပေးမှာဖြစ်ပါတယ်ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် Adobe Illustrator software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်ကျွန်တော်တို့အရင်ဆုံးစာရွက်လေးတစ်ရွက်စပြီးတော့ခေါ်ပေးရပါမယ်ဒါကြောင့်ကျွန်တော်တို့ file နဲ့ကနေပြီးတော့မှနေယူဒါမှမဟုတ်ကျွန်တော်တို့ keyboard shortcut နဲ့ control ရဲ့အနေနဲ့နှိပ်ပြီးတော့မှစာရွက်လေးတရွက်ခေါ်လို့ရပါတယ်။ဒီအသင်္ကန်းစာလေးမှာတော့ကျွန်တော်တို့က A4 လေးကျိုးဖိတ်စာပြုတ်လုတဲ့နီလန်လေးဖြစ်တဲ့အတွက် print ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပြီးတော့ A4 စာရွက်လေးကိုရွေးချယ်လိုက်ပါမယ်။ orientation ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကစာရွက်ကိုအလဲလိုက်ပုံစံအနေထားလေးခေါ်ချင်တာဖြစ်တဲ့အတွက် landscape ပုံစံလေးကိုရွေးချယ်လိုက်မယ် color mode မှာတော့ကျွန်တော်တို့က CMYK color mode လေးပဲရွေးချယ်ခဲ့ပါမယ်။ ဒါလေးတွေအားလုံးကျွန်တော်တို့ရွေးပြီးသွားပြီဆိုရယ်နော် create ဆိုတာလေးကျွန်တော်တို့နှိပ်ခဲလိုက်မယ် create နှိပ်လိုက်တာနဲ့တပြိုင်နဲ့ကျွန်တော်တို့ဒီမှာ A4 စာရွက်အလဲလိုက်အနေထားလေးကျွန်တော်တို့ရရှိလာတယ်ပေါ့နော်ဒီတော့ဒီရဲ့ A4 စာရွက်တဲ့ရွက်မှာကျွန်တော်တို့ကဖိတ်စာလေး၄ခုရအောင်ပြုလုပ်ချင်တာဖြစ်တဲ့အတွက် A4 စာရွက်ကိုကျွန်တော်တို့၄ဘိုင်းအညီအညာလေးပိုင်းပေးရမှာဖြစ်ပါတယ်။ဒီလိုမျိုးကျွန်တော်တို့က၄ဘိုင်းအညီအညာရဖို့ရအတွက် ကျွန်တော်တို့ပေရန်ဘားလေးကိုတုံးပြီးတော့မှ guideline လေးတွေတတ်မှတ်ခဲ့ပါမယ်အခုလောလောဆယ်ကျွန်တော်တို့ဒီမှာပေရန်ဘားပျောက်နေပါတယ် control ရဲ့ r ရဲ့နှိပ်ပြီးတော့မှပေရန်ဘားလေးကိုပြန်ပေါ်လိုက်လို့ရပါတယ်အခုလိုမျိုးပေရန်ဘားလေးပေါ်ပြီးသွားပြီဆိုရင်တော့ DSR ရွက်မှာကျွန်တော်တို့က၄ဘိုင်းအညီအညာရအောင် guideline လေးတွေတတ်မှတ်မှာ ဖြစ်တဲ့အတွက်2ဘောက်ထဲကနေပြီးတော့ rectangle shape လေးယူလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာစာရွက်ထဲမှာအပြည့်ပုံစံအနေထား လေးတောင်ခွက်ရှိတ်လေးကျွန်တော်တို့ဆွဲခဲ့လိုက်ပါမယ်လေးတောင်ခွက်ရှိတ်လေးဆွဲလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာအလဲကောင်းစင်တာပွိုင်းတာအမှတ်လေးတွေကျွန်တော်တို့ပေါ်လာပါတယ်ဒီလိုမျိုးလေးရလာပြီဆိုမှပေတံဘားလေးကိုသုံးပြီးတော့အခုလိုမျိုးလေးကျွန်တော်တို့မောက်ရဲ့လက်ကလေးလေးနဲ့ပေတံဘားနဲ့ပြီးတော့ဖိတ်ဆွဲပြီးတော့မှခိုင်လန်းလေးတွေတတ်မှတ်လို့ရပါတယ်ကျွန်တော်တို့အလဲကောင်းစင်တာပွိုင်းတာအမှတ်မှာကျွန်တော်တို့ကခိုင်လန်းတွေကမရနေဘူးဆိုရင်တော့စာရွက်ကိုကျွန်တော်တို့ကမြင်ကွင်းလေးချက်ပြီးတော့ အလဲကောင်းစင်တာရအောင်ကျွန်တော်တို့ကချိန်ပေးခဲ့ရမယ်ပေါ့နော်အခုလိုမျိုးလေးကျွန်တော်တို့ကအားလုံးချိန်ပြီးသွားပြီဆိုရင်နော်စွဲထားတဲ့ကျွန်တော်တို့က၄ထောင်ကျပ်ရှိကြီးကမလိုအပ်တော့ပါဘူးဒါကြောင့်ဆက်လက်လေးမှတ်ပြီးတော့ bus bay နဲ့ကျွန်တော်တို့ဖြတ်ခဲ့လိုက်ပါမယ်အခုလိုမျိုးဖြတ်ပြီးသွားပြီဆိုရင်နော်ကျွန်တော်တို့ဒီမှာဒီဘက်ကအချမ်းလေးမှာဖိတ်စာလေးတစ်ခုကျွန်တော်တို့ကရအောင်စပြီးတော့မှဒီဇိုင်းဆွဲရပါတော့မယ်ဒါကြောင့်ကျွန်တော်တို့ကဒီမှာဖိတ်စာထဲမှာပြုတ်လုံးမယ် ဒီဇိုင်းပုံစံအနေထားလေးမှာကိုကဘယ်လိုမျိုးဖိတ်စာလေးလောက်ချင်တာလဲပေါ့နော်အဲ့တော့ကိုပြုတ်လုံးမဲ့ဖိတ်စာပုံစံလေးမှာထည့်ရမဲ့စာလေးတွေကျွန်တော်တို့ရိုက်ထည့်ပေးမယ်ဖိတ်စာတွေမှာကျွန်တော်တို့ကနုတ်ပန်းဘောင်ပုံစံလေးတွေကျွန်တော်တို့ကထည့်ချင်တယ်ဆိုရင်ကနုတ်ပန်းဘောင်ဒီဇိုင်းလေးတွေကျွန်တော်တို့ဆွဲပြီးတော့မှထည့်ပေးရမယ်ပေါ့နော်အခုဒီရက်ကျွန်တော်တို့ကဖိတ်စာလေးမှာတော့နမူနာအနေနဲ့ကျွန်တော်ကကွန်ပျူတာအကံပွဲဖိတ်ကြားလော်ဟာပုံစံလေးကျွန်တော်ဆွဲပြပေးမှဖြစ်ပါတယ်ဒီတော့ဖိတ်စာထဲမှာကျွန်တော်တို့ကကနုတ်ပန်းပုံလေးတွေပါထည့်ထားအောင် ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာအသေးစိတ်ပြပေးသွားပါမယ်။ကနုတ်သားပေါင်လေးတွေကျွန်တော်တို့ပြည့်လုပ်ဖို့ရာအတွက်လေးလောင်းခွက်ရှိန်လေးကျွန်တော်တို့ယူခဲ့လိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာဒီရဲ့နားလေးမှာကျွန်တော်တို့အခုလိုမျိုးပုံစံလေးဆွဲခဲ့လိုက်မယ်။သူ့ရဲ့ကျွန်တော်တို့ရှိတ်ကာလာလေးကိုတော့အဖြူရောင်လေးထားခဲ့မယ်။ချဲရောင်လိုင်းမှာတော့ကျွန်တော်တို့အမဲရောင်လေးထားခဲ့လိုက်ပါမယ်။သူ့ရဲ့ကျွန်တော်တို့ကစတုပ်ဆိုင်လေးကိုတော့နည်းနည်းလေးသိတောင်းတူးလောက်လေးကျွန်တော်တို့ထားခဲ့လိုက်မယ်။အခုလိုပုံစံဆွဲပြီးသွားပြီဆိုရင်တော့ဆယ်လက်ရှင်တူးလေးကိုပြန်ယူမယ်။ ဒါနဲ့ပြီးတော့မှ ရှင်းတဲ့ order လေးနဲ့ကိုဖိပြီးတော့မှနည်းနည်းလေးကျွန်တော်တို့ဒီမှာခြုံခဲ့လိုက်ပါမယ်။ဟာဒီလောက်အနေထားလောက်လေးဆိုကျွန်တော်တို့ရပြီပေါ့နော်။အဲ့တော့ထွက်လာတဲ့စာရွက်မှာကျွန်တော်တို့ဓားစက်နဲ့ဖြတ်တဲ့အခါမှာဆိုရင်ဖြတ်ရအနေထားလောက်လေးကျွန်တော်တို့ကြံသွားတယ်ဆိုရင်ကျွန်တော်တို့အဆင်ပြေပါတယ်ပေါ့။ဒီတော့ဒီပုံစံအနေထားကျွန်တော်တို့၄တောင်းဝက်လေးရပြီဆိုရင်ဒီနားကျွန်တော်တို့ down လေးတွေမှာကနုတ်ပန်းပုံလေးတွေကျွန်တော်တို့ထည့်ချင်တာဖြစ်တဲ့အတွက် ကာရိုက်တာမကနေပြီးတော့မှကနုတ်ပန်းလေးတွေရှာပြီးတော့မှအလွယ်တကူခေါ်ထည့်လိုက်ပါမယ်။ဒါကြောင့် window key နဲ့ R နဲ့ကိုနှိပ်တယ်။ run ဆိုတဲ့ဘောက်လေးကြာလာပါတယ်။ဒီရ run ဘောက်ထဲမှာကျွန်တော်တို့က char map ခြာမှတ်ဆိုပြီးတော့မှရိုက်ထည့်ခဲ့မယ်။ပြီးသွားပြီဆိုရင်တော့ okay လေးနှိပ်ခဲ့လိုက်ပါမယ်။ okay နဲ့လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာ character map ဆိုတဲ့ကျွန်တော်တို့ဘောက်လေးကြာလာပါတယ် ဒီရဲ့ character map ပေါက်တဲ့ကနေပြီးတော့မှဖောင်ပြောင်းတဲ့နေရာလေးမှာကနုတ်ပန်းလေးတွေရှိတယ်ကျွန်တော်တို့ဖောင်လေးတွေကိုပေါက်ပြောင်းပြီးတော့မှကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ်ဒီတော့ကနုတ်ပန်းတွေရှိတဲ့ဖောင်ကကျွန်တော်တို့ U4 ရွှေသွေးဖောင်နေထဲမှာလည်းရှိတတ်တယ်အခုလိုမျိုးကျွန်တော်တို့ကဖောင် frame pro ဆိုတဲ့ဖောင်နေထဲမှာလည်းကျွန်တော်တို့ကနုတ်ပုံစံလေးတွေကျွန်တော်တို့ရှိတတ်တယ်ပေါ့နော်အခုဒီမှာတော့ကျွန်တော်ကဖောင် frame pro ဆိုပြီးတော့မှရိုက်ရှာလိုက်ပါတယ်တကယ်လို့ကိုယ့်ရဲ့ computer ထဲမှာ အခုဒီရဲ့ကျွန်တော်တို့ Phone Frame Pro လေးရကျွန်တော်တို့မရှိနေသေးဘူးဆိုရလေကျွန်တော်စီကိုလာပြီးတော့မှ download လေးလေး download ရပါတယ်ကျွန်တော် link လေးပို့ပေးလိုက်မယ်ပေါ့နော် download လေးဆွဲပြီးတော့ install လုပ်ပေးလိုက်တယ်ဆိုရင်တော့အခုလိုမျိုးကျွန်တော်တို့ကနုတ်ပန်းလေးတွေရှိတယ်ဖောင်လေးကျွန်တော်တို့ကိုယ့်ရဲ့ computer ထဲမှာထည့်ပြီးသားလေးကျွန်တော်တို့ရသွားပါလိမ့်မယ်ဒီတော့ကျွန်တော်ကတော့ဖိတ်စာ design နဲ့မှာဒီရဲ့ကျွန်တော်တို့ကကနုတ်ပေါင်းပုံစံလေးကနုတ်ပန်းပုံစံလေးကိုသဘောကျတဲ့အတွက်ဒါလေးကိုကျွန်တော်တို့ဆက်လက်လုပ်ပြီးတော့ဆက်လက်စွာလေးလုပ်မယ် copy လေးလုပ်ခက်လိုက်မယ် ြီးရင်တော့ကျွန်တော်တို့ဒီမှာ minimize ဆိုတာလေးကျွန်တော်တို့လုပ်ခဲ့လိုက်ပါမယ်။ keyboard ကနေပြီးတော့မှ to နှိပ်ပြီးတော့ type to လေးခေါ်တယ်။ cursor ကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့မချပဲနဲ့မောင်းရက်လက်ကလက်လေးနဲ့ကျွန်တော်တို့ဖိဆွဲပြီးတော့အခုလိုမျိုး tab frame လေးကျွန်တော်တို့သတ်မှတ်လိုက်ပါမယ်။ပြီးသွားပြီဆိုမှ control ရဲ့ v ရဲ့နှိပ်ပြီးတော့ပေးချလိုက်မယ်။တစ်ဆိုပြီးတော့ထွက်နေပါတယ်။ကျွန်တော်တို့ဒီမှာ select လေးမှတ်ခက်လိုက်မယ်။ဖောင်ပြောင်းတဲ့နေရာလေးမှာကျွန်တော်တို့ ဖောင်းဖရင်ပရိုဆိုတာလေးကိုကျွန်တော်တို့ကပြောင်းပေးလိုက်တယ်ဆိုရင်တော့အခုလိုမျိုးကနုတ်ပန်းပုံလေးပြောင်းသွားပါလိမ့်မယ်။ဒီတော့မှကျွန်တော်တို့ဒီမှာသူ့ရဲ့ဖောင်းဆိုင်ကိုအကြည့်အသေးလေးကျွန်တော်တို့ကုလိုအပ်တဲ့အနေအထားလေးကိုကျွန်တော်တို့ချိန်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာကနုတ်ပုံလေးကဒီလောက်အနေအထားလေးဆိုရင်တော့ကျွန်တော်တို့အဆင်ပြေပြီပေါ့နော်။ဒါလေးပြီးသွားပြီဆိုရင်တော့ selection tool လေးပြန်ခေါ်ပါမယ်။ဒီတော့ဒီရဲ့ကျွန်တော်တို့ကကနုတ်ပုံလေးကအခုလောလောဆယ်ကျွန်တော်တို့တက်အနေနဲ့ပဲရှိပါသေးတယ်။ဒါကိုကျွန်တော်တို့ကပုံအနေနဲ့ပြောင်းဖို့ရာအတွက် object menu တွေကနေပြီးတော့မှ expand ဆိုလေးလောက်ခဲ့ပေးမယ်။ okay ဆိုလေးလောက်ခဲ့လိုက်မယ်။ဒါဆိုရင်တော့သူကတက်အနေနဲ့မဟုတ်တော့ဘဲနဲ့ဒီရဲ့ကနုတ်ပုံလေးရဲ့ကျွန်တော်တို့က object အနေနဲ့ကျွန်တော်တို့ပုံအနေနဲ့ပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်။ဒီလိုမျိုးလေးကျွန်တော်တို့လုပ်ပြီးသွားပြီဆိုမှသူ့ကို copy လေးပွားလိုက်ပါမယ်။ order ကိုလက်က v ရှစ်ကိုပါလက်ကပြမယ်။မောင်းရဲ့လက်ကလက်လေးနဲ့ဖိဆွဲပြီးတော့ဒီဘက်ဘေးလေးကို copy ပွားလိုက်ပါမယ်။ ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာရှစ်ကိုဖိပြီးတော့မှအခုလိုမျိုးလေးဟိုဘက်ဒီဘက်ကျွန်တော်တို့လှည့်ခက်လိုက်ပါမယ်။ဟောသူ့ကိုတော့ဒီနားလေးမှာကျွန်တော်တို့ထားခက်လိုက်မယ်။ဒီအောက်ကိုလည်းကျွန်တော်တို့ထပ်ပြီးတော့ order ကိုလက်ကဖိရှစ်ကိုပါလက်ကဖိပြီးတော့ copy လေးပွားလိုက်ပါမယ်။ကျွန်တော်တို့ဒီမှာလှည့်လိုက်မယ်။လှည့်တဲ့အခါမှာအညီညာလေးရအောင် ရှစ်ကိုဖိပြီးတော့ကျွန်တော်တို့လှည့်ခက်ပေးပါမယ်။ဘယ်ညာ arrow key လေးတွေနဲ့ကျွန်တော်တို့ချိန်ပေးလို့ရပါတယ်။ဒီဘက်ဘေးကိုလည်းဒီလိုပဲ အော်တာကိုလက်ကပြီးရှစ်ကိုပါလက်ကပြီးပြီးတော့ copy လေးပွားတယ်။ဒါနဲ့ပြီးတော့မှကျွန်တော်တို့ဒီမှာရှစ်ကိုလက်ကပြီးပြီးတော့အခုလိုမျိုးလေးကျွန်တော်တို့ကလှည့်ခဲ့ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ ဖိတ်စာထဲမှာကနုတ်ပေါင်းပုံစံလေးတော့ကျွန်တော်တို့ရသွားပြီပေါ့နော်။ပို့ပြီးတော့မှကြည့်လို့ကောင်းအောင်ဒီနားလေးမှာကျွန်တော်တို့ line ကြောင်းလေးတစ်ကြောင်းတော့ထပ်ပြီးတော့ဆွဲလိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့2ဘောက်ထဲကနေပြီးတော့ line segment 2လေးကျွန်တော်တို့ယူခဲ့လိုက်မယ်။ ရှစ်ကိုလက်ကပြပြီးတော့မှကျွန်တော်တို့ဒီမှာမောက်ရလက်ကလက်လေးနဲ့ဖိဆွဲလိုက်ပါမယ်သူ့ရဲ့ကျွန်တော်တို့ကစတုပ်ဆိုင်လေးကိုတော့1လောက်ပဲကျွန်တော်တို့ထားခဲ့လိုက်မယ်မြင်ကွင်းလေးချက်လိုက်ပါမယ်ဒီရဲ့ရှိန်လေးကိုကျွန်တော်တို့ကအောက်ဖက်အတွက် copy လေးပွားမှာဖြစ်တဲ့အတွက် order ကို လက်ကဖိရှစ်ကိုလက်ကပြပြီးတော့မှကျွန်တော်တို့ဒီမှာအခုလိုမျိုးလေးဖိဆွဲပြီးတော့ copy လေးပွားယူခဲ့လိုက်ပါမယ်အဲလိုကီးလေးနဲ့ကျွန်တော်တို့ကနည်းနည်းလေးအောက်ကိုချပေးလိုက်ပါမယ် ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ order ကိုလက်က V copy လေးပွားခဲ့လိုက်မယ်သူ့ကိုတော့ကျွန်တော်တို့ဒီမှာ shift ကိုလက်ကပြီးပြီးတော့မှအခုလိုမျိုးလေးအထက်အောက်လေးလှည့်ခဲ့လိုက်မယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ line shape လေးကိုဒီနေရာလေးမှာကျွန်တော်တို့ထားခဲ့ပေးလိုက်မယ်မြင်ကွင်းလေးချက်လိုက်ပါမယ်ကျွန်တော်တို့ဒီမှာသူ့ရဲ့ pointer အမှတ်လေးကနေပြီးတော့မှ shift ကိုလက်ကပြီးပြီးတော့ဒီနားလေးမှာထားမယ် ီအောက်ဘက်အချမ်းမှာကျွန်တော်တို့ဒီမှာပိုထွက်နေတဲ့အပိုင်းလေးတွေကျွန်တော်တို့ရှိလိမ့်မယ်ဒီရဲ့ပိုနေတဲ့အပိုင်းလေးတွေကိုလည်းကျွန်တော်တို့ကချုပ်ခဲ့ပေးရမယ်ပေါ့နော်အခုလိုမျိုးလေးချုပ်ခဲ့ပေးလိုက်ပါမယ်ဘယ်ညာအဲရိုကီးလေးနဲ့ကျွန်တော်တို့ကဒီဘက်ဘေးလေးကိုနည်းနည်းလေးချိန်ပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီဘက်ဘေးအတွက်လည်းကျွန်တော်တို့ဒီမှာအော်တာကိုလက်ကဖေးရှစ်ကိုလက်ကဖေးပြီးတော့မှဒီဘက်ဘေးအတွက်လည်းကျွန်တော်တို့ copy လေးပွားယူခဲ့လိုက်ပါမယ် ဒါဆိုရင်တော့ကျွန်တော်တို့ကအခုလိုမျိုးပုံစံဘောင်းအနေထားလေးတော့ကျွန်တော်တို့ကရသွားပြီပေါ့နော်ဒီတော့ရလာတဲ့ဘောင်းအနေထားလေးတွေကျွန်တော်တို့ကအားလုံးသဘောကျသွားပြီအစင်ပြေသွားပြီဆိုရင်ကျွန်တော်တို့ဓာရီအားလုံးကိုဆက်လက်လေးကျွန်တော်တို့ကမှတ်ခဲ့လိုက်ပါမယ်ဆက်လက်မှတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က control ရဲ့ g ရဲ့နှိပ်ပြီးတော့မှ group လေးဖွဲ့ခဲ့လိုက်ပါမယ်။ဘာကြောင့် group ဖွဲ့လဲဆိုရင်ကျွန်တော်တို့ကဖိတ်စာထဲမှာရေးမဲ့ကျွန်တော်တို့စာရင်းရေးတဲ့အခါမှာဒီရဲ့ကျွန်တော်တို့ကဖရိနေရအနေထားတွေရွှေ့သွားတတ်တယ်ပေါ့နော်။ ဒီလိုမျိုးတွေမဖြစ်အောင်ကျွန်တော်တို့က group လေးဖွဲ့ပြီးတော့မှ df file လေးကိုကျွန်တော်တို့က lock up ပေးခဲ့ပါမယ် lock up ဖို့ရာအတွက် object menu တွေကနေပြီးတော့ lock တဲ့ကနေပြီးတော့ selection ဆိုတာလေးနှိပ်ပြီးတော့ lock up လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီရဲ့နောက်ခံ frame ဘောင်လေးတွေဟာလုံးဝကျွန်တော်တို့ကမရွေ့တော့ဘဲနဲ့ lock up ပြီးသားလေးကျွန်တော်တို့ရပ်သွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဖိတ်စာထဲမှာထည့်မယ်စာလေးတွေကျွန်တော်တို့ကစပြီးတော့မှရေးပေးရပါတော့မယ်။စာတွေရေးဖို့ရာအတွက်ကတော့ keyboard ကနေပြီးတော့ ်ပီယိုနှိပ်ပြီးတော့တိုက်တူးလေးခေါ်တယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာကာဆာလေးချလိုက်ပါမယ်ဒီမှာကျွန်တော်တို့ကကိုအသုံးပြုမဲ့ဖောင်လေးကိုပြောင်းပေးရပါမယ်ကျွန်တော်တို့ Photoshop နဲ့ Illustrator တို့သုံးတဲ့အခါမှာစာရီရိုက်တဲ့အခါမှာပြည်တော်စုဖောင်နေဇော်ကြီးတွေနဲ့ရိုက်ရတာသိပြီးတော့အဆင်မပြေဘူးပေါ့နော်ဒီဇိုင်းတွေလောက်ရတာလည်းမကောင်းဘူးဒါကြောင့်ကျွန်တော်တို့ကဝင်းဖောင်တွေကိုပဲဦးစားပေးပြီးတော့မှကျွန်တော်တို့အသုံးပြုပါမယ်ကျွန်တော်တို့ဒီမှာ W02 ဖောင်လေးပြောင်းခဲ့လိုက်မယ်အန်ဒါလေးခောက်ခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ ဖိတ်စာလေးစပြီးတော့မှရိုက်ခဲ့လိုက်ပါမယ်။ computer ကံပွဲ computer ကံပွဲဖိတ်ကြားလော်ဆိုပြီးတော့မှကျွန်တော်ရေးခဲ့လိုက်ပါမယ်။ကွန်ထရိုးရဲ့ဆက်လက်ဟောပေးပါမယ်ကွန်ထရိုးရဲ့ရှေ့ရဲ့ less than လေးရကိုကျွန်တော်တို့ကနှိပ်တယ်ဆိုရင်တော့စလုံးဖောင်းဆိုင်လေးရကျွန်တော်တို့ကပြီးသွားပါလိမ့်မယ် control shift greater than ကိုနှိပ်တယ်ဆိုရင်တော့စလုံးဖောင်းဆိုင်ကကျွန်တော်တို့ကြီးသွားပါလိမ့်မယ်အခုဒါဆိုရင်တော့ကျွန်တော်တို့ကဒီပုံစံအနေထားလောက်လေးပဲထားခဲ့လိုက်မယ်ပြီးရင်တော့ selection tool လေးကိုပြန်ယူမယ်ကျွန်တော်တို့ဒီနားလေးမှာထားခဲ့မယ်ပေါ့သူ့ကိုကျွန်တော်တို့က copy လေးပွားပါမယ် order ကိုလက်က fee ရှစ်ကိုပါလက်က fee ပြီးတော့ copy လေးပွားလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က cursor လေးချမယ် control ရေနဲ့ sell out ပေးမယ်ဒီတခါတော့ကျွန်တော်တို့က W04 font လေးနဲ့ကျွန်တော်တို့ကစာရီကိုရိုက်ခက်လိုက်ပါမယ်စလုံးပေါင်းဆိုင်လေးကိုကျွန်တော်တို့ကနည်းငယ်သေးလိုက်မယ် control shift less than ကိုနှိပ်ပြီးတော့မှစလုံးပေါင်းဆိုင်လေးကိုကျွန်တော်တို့ကသေးခက်လို့ရပါတယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စာလေးတွေရိုက်ခက်လိုက်ပါမယ် ပေါ်တာ31ကိုကောမှာအနန္တောနန္ဒာ၅ပါးဥထိတ်ထားလျက်ပေါ့နော်အနန္တောနန္ဒာ၅ပါးဥထိတ်ထားလျက်ဝမ်တွင်းမျိုးနဲ့ဒါကတော့ကျွန်တော်ကနမူနာအနေနဲ့စာရိုက်ပြပေးတာနော်အဲ့တော့စာရိပါတွေတချို့ကျွန်တော်တို့ဒီဖိတ်စာလေးတွေမှာမစီတတ်တဲ့သူတွေရှိတယ်ဒီလိုကမျိုးမှာကျွန်တော်တို့နမူနာယူပြီးတော့မှအသုံးပြုလို့ရအောင်လို့ပေါ့နော် အဲ့တော့ကျွန်တော်ရိုက်ပြပေးတဲ့ပုံစံတန်းလေးရိုက်ရိုက်ရလဲရိုက်လို့ရတယ်။ဒါမှမဟုတ်ကျွန်တော်တို့ online မှာနေပြီးတော့အခြားသူတွေကျွန်တော်တို့စာစီထားတဲ့ပုံစံလေးတွေလည်းရှာပြီးတော့မှနမူနာအနေနဲ့သုံးပေးလို့ရတယ်ပေါ့နော်။အခုဒီမှာတော့ကျွန်တော်ကအနန္တောအနန္တ၅ပါးဥထိပ်ထားလျက်ဝမ်းတွင်းမြို့နယ်မယန်းကြီးရွာ ခုဒီမှာဆိုရင်ကျွန်တော်တို့ဒေါ်ရေးတဲ့အခါမှာဒါရွေးရိုက်လို့မရဘူးဖြစ်နေတယ်ပေါ့နော်အခုလိုမျိုးကျွန်တော်တို့ Adobe Illustrator မှာဒါရွေးရေးလို့မရနိုင်ဘူးဆိုရင် file နဲ့နေပြီးတော့မှ document setup ဆိုတဲ့အထဲကိုဝင်မယ် type ဆိုတဲ့အထဲကိုဝင်ပြီးတော့ u typographer quick ဆိုတဲ့နေရာလေးမှာအမှန်ချင်းလေးဖြုတ်ပြီးတော့မှ okay လေးနေပေးပါဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဒါရွေးပြန်ပြီးတော့မှရိုက်ကြည့်လိုက်တဲ့အခါမှာရိုက်လို့ရသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ် အားလုံးကျွန်တော်တို့စာရွေးကိုပြီးအောင်ရိုက်မယ်နော်အားလုံးပြီးသွားပြီဆိုမှကျွန်တော်တို့ကဖောင့်နေပါတယ်စလုံးပုံစံတွေကျွန်တော်တို့မကြိုက်ဘူးဆိုရင်ပြန်ပြီးတော့မှပြင်ပေးလို့ရပါတယ် မိဘနှစ်ပါးနဲ့ဆရာဆရာမများဤကိုယေရှုတို့ကြောင့်နထောင်းနစနစဲလေး 2025ပညာသင်နှစ်တွင်ကာကြီးနှလုံးစင်ကကျွန်တော်တို့ပါအော်ဒါ3ည250ပါတက္ကသိုလ်ဝန်စာမေးပွဲကို ြေဆိုပေါင်းမြင်ပါသည်ဖြင့် ခံပွဲကိုပြုလုပ်ပေးမည်ဖြစ်၍ပေါ့เนาะရွေးရကျွန်တော်တို့ order 3230မှာ più e cambio edo cioè io ci niente a baia che me lisa zoa ဖျက်အပ်ပါသည်ဘုနော်အခုလိုမျိုးကျွန်တော်တို့ဒီမှာစာရီရိုက်တဲ့အခါမှာစာရီရဘယ်ဘန်ချမ်းနေပြီးတော့ကျွန်တော်တို့ညီနေပါတယ်ကျွန်တော်တို့ဒီရဲ့စာရီကိုအလဲကောင်စင်တာနေပြီးတော့မှညီအောင်ပြင်ချင်တာဖြစ်တဲ့အတွက် control ရဲ့ a နဲ့နှိပ်ပြီးတော့ slot only ပေးလိုက်မယ် အပေါ်က option bar လေးမှာကျွန်တော်တို့ align center ဆိုတာလေးနှိပ်ပေးလိုက်တယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့စလုံးလေးတွေကအလဲကောင်း center ကနေပြီးတော့မှကျွန်တော်တို့ညီသွားတာကိုတွေ့ရပါလိမ့်မယ်အခုလိုမျိုးလေးညီသွားပြီဆိုမှ selection tool လေးကိုယူမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဖိတ်စာရဲ့အလဲကောင်း center လေးမှာထားပေးမယ်ပေါ့နော်ပြီးပြီဆိုရင်တော့ဒီမှာစလုံးလေးတွေကအနှဲငယ်သေးနေပါတယ် TO နှိပ်ပြီးတော့ cursor လေးချမယ် control in the cell all ပြီးပြီးတော့ control shift greater than လေးကိုနှိပ်ပြီးတော့မှ စလုံးဖောင်းဆက်လေးကိုနည်းနည်းလေးကျွန်တော်တို့ကြီးခက်လိုက်လို့ရပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကကိုယ့်ရဲ့ပိတ်စာထဲမှာထည့်မဲ့စာလေးတွေလည်းကျွန်တော်တို့ရိုက်ခဲ့ပြီးသွားပြီပေါ့နော်။ပြီးသွားပြီဆိုရင်ဒီအောက်မှာကျွန်တော်တို့ကဒီနေ့ရက်တွေအချိန်တွေကျွန်တော်တို့ရေးဖို့ရာအတွက်ကျွန်တော်တို့ဒီမှာ copy လေးပွားလိုက်ပါမယ်။အစီအစဉ်ဆိုပြီးတော့မှကျွန်တော်ရေးလိုက်ပါမယ်။ control နဲ့ဆက်လာတော့ပြီးမယ်။ control shift less than ကိုနှိပ်ပြီးတော့မှ ဖော်စလုံးလေးကျွန်တော်တို့သေးခဲ့လိုက်လို့ရပါတယ်။သူ့အတော့ကျွန်တော်တို့ကဒီရဲ့နေရာလေးမှာကျွန်တော်တို့ထားခဲ့ပေးမယ်။ပြီးတော့ပြီဆိုရင်တော့ဒီစာကိုကျွန်တော်တို့ copy လေးကူးခဲ့လိုက်မယ်။ double click နှိပ်လိုက်ပါမယ်။ control a နဲ့ select all လေးပေးလိုက်မယ်။ select all ပေးပြီးတော့ပြီဆိုရင်တော့ဒီမှာကျွန်တော်တို့နေ့ရက်စွာလေးကျွန်တော်တို့ရေးခဲ့ပါမယ်။နေရပါတော့ copy လေး بوا ယူခဲ့မယ်တယောက်မှာကျွန်တော်တို့ copy လေး بوا ယူခဲ့လိုက်ပါမယ်တယောက်မှာတော့ကျွန်တော်တို့ကဒီမှာသူ့ကိုနေရအချိန်နေရပေါ့နော်အဲ့တော့ TO နှိပ်တယ်ကာစာလေးချပြီးတော့ဆက်လက်လေးမှတ်ခဲ့လိုက်ပါမယ်အချိန်ဆိုပြီးတော့မှကျွန်တော်တို့ရေးခဲ့လိုက်ပါမယ်ဒီမှာကျွန်တော်တို့ကနေရပေါ့ ဒီမှာကျွန်တော်တို့ကနေရာပေါ့နော်ဒါလေးတွေကျွန်တော်တို့ညီအောင်လေးတွေညှိပေးရပါမယ်စာရွက်ကိုမြင်ကွင်းလေးချက်လိုက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့နေရာလေးမှာတီယိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာစပေးပါလေးတွေပုတ်ပုတ်ပြီးတော့နည်းနည်းလေးကျွန်တော်တို့ညီအောင်လေးတွေချိန်ခက်ပေးရမှာဖြစ်ပါတယ်ဒီတော့ဒီရောက်မှလည်းဒီနာလေးမှာထားမယ်ပေါ့တီယိုနှိပ်ပြီးတော့ကာစားချမယ်စပေးပါလေးကျွန်တော်တို့နှိပ်ပြီးတော့မှညီအောင်လေးတွေကျွန်တော်တို့ချိန်ပေးရမယ်ပေါ့ နော်တို့ဒီမှာ၄ round ခွက်လေးကျွန်တော်တို့ဆွဲခဲ့လိုက်ပါမယ်။အစီအစဉ်ဆိုတဲ့နေရာလေးမှာအခုလိုမျိုးပုံစံလေးကျွန်တော်တို့ဆွဲခဲ့လိုက်မယ်။ပြီးပြီဆိုရင်တော့သူ့ရဲ့အနားလေးတွေကိုနည်းနည်းလေးလုံခဲ့လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီရဲ့ကျွန်တော်တို့က၄ round ခွက်ရှိတ်ကအစီအစဉ်ဆိုတဲ့စာရဲ့ကျွန်တော်တို့ကအပေါ်ကိုရောက်နေပါတယ်။ဒါကြောင့်သူ့ကိုကျွန်တော်တို့ကဒီရဲ့စလုံးလေးကိုဒီရှက်ရဲ့အပေါ်ကိုရောက်ဖို့ရာအတွက် control ရဲ့ရှေ့ရဲ့ထောင်ခွင်းအပိတ်ရဲ့ကိုကျွန်တော်တို့နှိပ်ခဲ့ပေးလိုက်မယ်။ သူ့ကိုကျွန်တော်တို့ကဖောင်လေးကိုအဖြူရောင်လေးပြောင်းခဲ့လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်။သူ့ရဲ့စလုံးလေးကဒီရှိတ်ရဲ့ကျွန်တော်တို့ကအပေါ်ကိုရောက်လာတာတွေ့ရပါလိမ့်မယ်။ပြီးသွားပြီးဆိုမှရှစ်ကိုဖိပြီးတော့နှစ်ခုလုံးကျွန်တော်တို့ဆက်လက်လေးမှတ်ပြီးတော့မှဒီရဲ့နေရာလေးမှာကျွန်တော်တို့ထားခဲ့လိုက်လို့ရပြီပေါ့နော်။အဲ့တော့အခုဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဆိုရင်ကွန်ပျူတာကံပွဲဖိတ်ကြားလော်ဆိုတဲ့အထဲမှာကိုယ့်ရဲ့ဖိတ်စာထဲမှာကိုရေးမဲ့စာလေးတွေလည်းကျွန်တော်တို့ရိုက်ခဲ့ပြီးသွားပြီ ကိုယ်ကိုင်လေ့ကျင့်တဲ့အခါမှာတော့ကျွန်တော်တို့ဒီမှာနေ့ရက်တွေအချိန်အနေတွေဒါတွေကိုကျွန်တော်တို့စုံစုံလင်လင်လေးထည့်ပေးရမယ်နော်အခုဒီမှာတော့ကျွန်တော်ကပြည့်ပြည့်စုံစုံရိုက်ပြီးတော့မပြတော့ဘူးအချိန်တွေရမ်းကြတော့မှဆိုတဲ့အတွက်ပေါ့နော်ဒီလောက်ဆိုတော့ကျွန်တော်တို့အလုံးလောက်တက်လောက်ပြီလို့ထင်တယ်အခုလိုမျိုးပုံစံအနေထားလေးကျွန်တော်တို့ရသွားပြီဆိုရင်ဒီရက်နေရာလေးတွေမှာကျွန်တော်တို့လွတ်နေတဲ့နေရာလေးတွေမှာအခုလောလောဆယ်ဒီတိုင်းထားရလဲဆိုရင်ကျွန်တော်တို့ဖိတ်စာလေးက တိတ်ပြီးတော့မှကြည့်လို့မကောင်းနေဘူးပေါ့နော်ဒီတော့ဒီနေရာလေးမှာကျွန်တော်တို့ကဂွန်ပြူအက်ခံပွဲနဲ့ပတ်သက်တဲ့အယုံပုံလေးတွေကျွန်တော်တို့ရှာပြီးတော့မှထည့်လိုက်တယ်ဆိုရင်ပုံပြီးတော့မှပြည့်စုံလာတာကိုတွေ့ရတဲ့အတွက်ဒီရဲ့နေရာလေးတွေမှာကျွန်တော်တို့ဂွန်ပြူအက်ခံပွဲနဲ့ပတ်သက်တဲ့အယုံပုံလေးတွေရှာပြီးတော့ထည့်ပေးပါမယ်ဒါတွေရှာဖို့ရတဲ့အတွက်ဆိုရင်လည်းကျွန်တော်တို့ကဖောင်းနေတယ်မှာပဲအလွယ်တကူကာရက်တာမတ်ကနေပြီးတော့ရှာထည့်လို့ရတယ်။ဒါကြောင့်ကျွန်တော်တို့ကာရက်တာမတ်ပေါက်လေးပြန်ပြီးတော့ဖွင့်ပေးမယ်။ ဒီလဲကျွန်တော်တို့ကဖောင်ပြောင်းတဲ့နေရာလေးမှာ viral account ဖောင်လေးကျွန်တော်တို့ကရှာပေးလိုက်ပါမယ်ဒီတော့ကျွန်တော်တို့ဒီတိုင်းမှာဆိုရင် viral account 05ဆိုတဲ့အထဲမှာကျွန်တော်တို့ကြည့်ရဆိုရင်เนาะဒီမှာကျွန်တော်တို့အလူနဲ့ပတ်သက်တဲ့အယုတ်ပုံတွေကျွန်တော်တို့တွေ့ရလိမ့်မယ်ပေါ့เนาะဒီတော့ကျွန်တော်တို့ဒီမှာ04ဆိုတဲ့အထဲကိုဝင်လိုက်တဲ့ account မှာဆိုရင်ဟောကျွန်တော်တို့ဒီမှာမင်္ဂလာအကံပွဲနဲ့ပတ်သက်တဲ့ဒီမှာအသေးပုံလေးတွေပေါ့เนาะဒီမှာမင်္ဂလာအကံပွဲဖိတ်ကြားလွာလို့ပုံလေးတွေပေါ့ ။အော်ဒီမှာဒီရဲ့ပုံလေးဆိုရင်ကျွန်တော်တို့ကဒီဘွဲကောင်းပေါင်းလေးပေါ့နော်။ဒီတော့ဒီဒီပုံလေးကကျွန်တော်တို့ကကွန်ပျူတာကံဘွဲနဲ့ပတ်သက်တဲ့ဒီအယုတ်ပုံလေးဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်တို့ထည့်မယ်။ဒါကြောင့်သူ့ကိုဆက်လက်လေးမှတ်ထားပါဗျ။ပြီးသွားပြီဆိုရင်တော့ဆက်လက်စွာလေးလုပ်မယ်။ copy လေးလောက်ခက်လိုက်မယ်။ minimize ချုပ်ခက်လိုက်ပါမယ်။သူ့ကိုကျွန်တော်တို့ကဒီမှာ TO နှိပ်ပြီးတော့မှ tab frame လေးဖိဆွဲချမယ်။ control ရဲ့ v ရဲ့နှိပ်ပြီးတော့ပေးချလိုက်ပါမယ်။ ဆက်လက်လေးမှတ်ပြီးတော့မှကျွန်တော်တို့ဖောင်ပြောင်းတဲ့နေရာလေးမှာ wire အဟောက်ဖောင်လေးကျွန်တော်တို့ပြောင်းပေးရပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာ RO wire and wire ဆိုပြီးရိုက်လိုက်တာနဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့က wire အဟောက်ပုံစံလေးပေါ့နော်။သူ့ကိုကျွန်တော်တို့ဒီမှာဖောင်စလုံးပုံစံလေးနည်းနည်းလေးကျွန်တော်တို့ကဖောင်ဆိုင်လေးကိုကြည့်ပေးလိုက်ပါမယ်။ဒီတော့ဒီလောက်ပုံစံအနေထားလောက်လေးဆိုရပြီပေါ့။ပြီးတော့ပြီးဆိုရင်တော့ selection tool လေးကိုပြန်ယူဒီနားလေးမှာကျွန်တော်တို့ထားမယ်။သူ့ကိုလည်းကျွန်တော်တို့က object ထဲကနေပြီးတော့မှ expand ဆိုတာလောက်ခဲ့မယ် okay ဆိုတာလေးလောက်ခဲ့လိုက်မယ်ဒါဆိုရင်တော့သူကတက်အနေနဲ့မဟုတ်တော့ဘဲနဲ့ object အနေနဲ့ကျွန်တော်တို့ပြောင်းသွားတာကိုကျွန်တော်တို့တွေ့ရပါတယ် order ကိုလက်ကဖီ shift ကိုပါလက်ကဖီပြီးတော့ဒီဘက်ဘေးလေးမှာကျွန်တော်တို့ copy လေးကုထည့်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ face လေးကတော်တော်လေးကျွန်တော်တို့ကပြည့်စုံလာတာကိုတွေ့ရပါတယ်ဒီတော့ဒီရဲ့ကျွန်တော်တို့ကဖောင်စလုံးပုံစံတွေမကြိုက်လို့ပြန်ပြီးတော့ပြင်ကျင်နေဆိုရင် ကိုပြင်ကျင်တဲ့စလုံးလေးတွေကိုကျွန်တော်တို့ကဆက်လက်လေးမှတ်ပေးလိုက်မယ်။အခုဒီမှာတော့ကျွန်တော်တို့ကအပင်ပေးနံပါတ်လေးတွေကိုသိတာအောင်ကျွန်တော်တို့ကအခြားစလုံးဖောင်းပုံစံလေးပြောင်းမှဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်တို့ဆက်လက်လေးမှတ်တယ်။သူ့ကိုတော့ကျွန်တော်တို့က W04 ဖောင်းတဲ့မလုံတော့ပဲနဲ့ကျွန်တော်တို့ဒီမှာနည်းနည်းလေးကျွန်တော်တို့မတူကွဲပြားတဲ့ဖောင်လေးပေါ့နော် W16 ဖောင်လေးကျွန်တော်တို့ထားခဲ့လိုက်မယ် Control Shift Less Than ကိုနှိပ်ပြီးတော့မှ စလုံးဖောင်းဆိုင်ကိုနည်းနည်းလေးကျွန်တော်တို့ကသေးခဲ့လိုက်ပါမယ်ဒီမှာကျွန်တော်တို့ကမအီအီဆိုတဲ့စလုံးလေးကိုလည်းဆက်လက်လေးမှတ်တယ်ဖောင်းပုံစံလေးကျွန်တော်တို့ကြောင်းခဲ့လိုက်ပါမယ် W78 ဖောင်းလေးကျွန်တော်တို့ကြောင်းခဲ့လိုက်မယ်သူ့ကတော့ကျွန်တော်တို့ကဒီမှာကလေးနာမည်ဖြစ်တဲ့အတွက်နည်းနည်းလေးသိတော့စလုံးဖောင်းပုံစံလေးကိုအနည်းငယ်ကျွန်တော်တို့ကြီးခဲ့လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့အတွက်အဆင်ပြေပြီပေါ့နော်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင်လုံးကြီးတင်ကကျွန်တော်တို့မပါနေဘူးเนาะအဲ့တော့ W78 ဖောင်လေး ပြန်ပြီးတော့မှပြောင်းခဲ့လိုက်ပါမယ်စလုံးပေါင်းဆိုင်ကိုကျွန်တော်တို့20နဲ့နှစ်လောက်ကျွန်တော်တို့ထားခဲ့လိုက်ပါမယ်ဒီလောက်နေထားဆိုရင်တော့ကျွန်တော်တို့အဆင်ပြေပြီပေါ့နော်ဒီတော့အခုဒါဆိုရင်ကျွန်တော်တို့ကဒီမှာ A4 စာရွက်ထဲမှာဖိတ်စာလေး၄ဘိုင်းလောက်တာအခုလောလောဆယ်ကျွန်တော်တို့ဒီဘိုင်းတော့ကျွန်တော်တို့ရသွားပြီပေါ့နော်ဒီတော့ရလာတဲ့ဒီဘိုင်းကိုကျွန်တော်တို့က အားလုံးကိုဆက်လက်လေးမှတ်ပြီးတော့ control ရဲ့ g ရဲ့နှိပ်ပြီးတော့ဂရုလေးဖွဲကလေးဖွဲခဲ့လိုက်ပါမယ်ဂရုဖွဲပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ပထမဆုံးအောက်မှာကျွန်တော်တို့ဒီမှာနောက်ခံကျွန်တော်တို့ကနုတ်ပေါင်းပုံစံလေးတွေကို lock ခတ်ထားခဲ့တယ်ဒီရဲ့ lock လေးကိုပြန်ဖြုတ်ဖို့ရအတွက် right click လေးနှိပ်ပြီးတော့ lock ထဲကနေပြီးတော့မှဂရုဆိုတာလေးလောက်ခဲ့လိုက်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာလောက်ရလဲဖြုတ်ပြီးသွားပြီပေါ့နော်ဒီတော့နှစ်ခုလုံးကိုကျွန်တော်တို့က၈ကိုလက်ကပြီးပြီးဆက်လက်လေးပြီး control ရဲ့ G ရဲ့နှိပ်ပြီးတော့ဂရုလေးဖွဲခဲ့လိုက်ပါမယ်။ပြီးပြီဆိုရင်တော့သူ့ကိုကျွန်တော်တို့ကဒီပါ channel တွေအတွက်ပါ copy လေးကူးယူချင်တာဖြစ်တဲ့အတွက် order ကိုလက်ကဖီရှစ်ကိုပါလက်ကပြီးပြီးတော့မှဒီဘက်အတွက်ကျွန်တော်တို့ copy လေးပွားလိုက်ပါမယ်။ arrow key နဲ့ကျွန်တော်တို့နည်းနည်းလေးဒီဘက်ကိုပြန်တိုးလိုက်။ပြီးပြီဆိုရင်တော့ရှစ်ကိုလက်ကဖီကလစ်တစ်ချက်နဲ့နှစ်ခုလုံးကိုကျွန်တော်တို့ဆက်လက်လေးမှတ်ပြီးတော့ order ကိုလက်ကဖီရှစ်ကိုပါလက်ကပြီးပြီးတော့မှ အောက်ဘက်အချမ်းလေးအတွက်လည်းကျွန်တော်တို့ copy လေးပွားလိုက်တယ်ဆိုရင်တော့ A4 စာရွက်တစ်ရွက်မှာ ဖိတ်စာလေး၄ဘိုင်းကျွန်တော်တို့ရလာတာကိုတွေ့ရပါလိမ့်မယ်။အခုလိုမျိုးပုံစံနီလန်လေးအတိုင်းကျွန်တော်တို့ကကွန်ပျူတာကံဝဲဖိတ်စာတွေရိုက်ချင်တာပဲဖြစ်ဖြစ်ကလေးရက်တရာပြည့်မွေးနေ့ဖိတ်စာတွေရိုက်ချင်တာပဲဖြစ်ဖြစ်ကထိန်ဖိတ်စာလေးတွေရိုက်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်။ဒါမှမဟုတ်ကျွန်တော်တို့နိုင်ရေးဖိတ်စာလေးတွေရိုက်ချင်တာပဲဖြစ်ဖြစ်ဒီရက်နီလန်လေးအတိုင်းကျွန်တော်တို့အသုံးပြုပြီးတော့ဖိတ်စာတွေအားလုံးကိုပြုလုပ်လို့ရပါတယ်။ ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်တယ်ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ